မန်ချက်စတာယူနိုက်တက်မှာအခုစိတ်ဝင်စားစရာကောင်းတဲ့အားပြိုင်မှုတစ်ခုဖြစ်နေတာပါတဖက်မှာကအသင်းရဲ့ကန်တဝင်းကစားသမားကြီးတယောက်ကအသိကအမားတွေကိုထောက်ပြနေပြီးနောက်တစ်ဖက်မှာတော့မန်နေဂျာအသိကအနာဂတ်ကိုပဲကြည့်နေတယ်ဆိုတော့ဒီတွေးခေါ်နှစ်ခုရဲ့အားပြိုင်မှုကယူနိုက်တက်ကိုဘယ်ကိုဦးတည်သွားစေမလဲဆိုတာလေ့လာကြည့်ကြအောင်ကဲဒီကိစ္စအလုံးဘယ်အနည်းစားတယ်ဆိုတော့ အသင်းရဲ့ Gantman ကစားသမားကြီးတဦးစီကထွက်ပေါ်လာခဲ့တဲ့ဒီစကားတခွန်းကလေးပါပဲ။ဒါဟာ United ရဲ့လက်ရှိအခြေအနေကိုတော်တော်လေးလှုပ်ခတ်သွားစေခဲ့တဲ့အမှတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါကဒီအတိုင်းပြောလိုက်တဲ့စကားတစ်ခုမဟုတ်ဘူးနော်။ Ronaldo ရဲ့စကားလေးကအပိုင်းနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကအသင်းရဲ့စွားဆောင်ရေးပိုင်းဆိုင်ရာကိုနောက်တစ်ပိုင်းကတော့ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါတိုက်ရိုက်ပင်မထားခဲ့တာပါ။ဒီအချက်နှစ်ချက်ကအတင်းရဲ့အနာဂတ်အတွက်ဘလောက်အရေးကြီးလဲဆိုတာကြီးလိုက်ရအောင်ဆိုတော့ သူ့ရဲ့ဝေဖန်ချက်တွေကအတင်းတစ်ခုလုံးကိုအုတ်ထုံလေးလှုပ်ခတ်သွားစေခဲ့တယ်ပေါ့အတေးဆွမ်းဆောင်ရီကတကယ်ပဲအမ်ဖော်အမှုလို့လောက်အောင်ကြဆင်းနေပြီလားဒါမှမဟုတ်ကစားသမားတွေအနေနဲ့ United လို့အသင်းကြီးမှာကစားရခြင်းရဲ့တာဝန်ကိုအပြည့်အဝနားလည်ရေးလာဆိုတော့မိခုံးထုတ်စရာတွေဖြစ်လာခဲ့ပါတယ်အဲ့လိုစင်ခေါ်မှုမျိုးကို Manager Ruben Amorim ကဘလို့တုံ့ပြန်ချက်တယ်လဲဆိုတော့ကြည့်အောင်စိတ်ဝင်စားစရာကောင်တာက तू က Ronaldo ရဲ့လက်ရွေးစင်အသင်းဖော်ဟောင်းတယောက်လို့ဖြစ်နေတာပါ ်သူ့ရဲ့တုံ့ပြန်မှုကအတင်းရဲ့ဥတီချက်ကိုပြောင်းလဲစေခဲ့ပါတယ်။အမွေတုံ့ပြန်မှုကတကယ့်ကိုလိမ်မှာပါနတ်တယ်။သူကအတိတ်ကမားတဲ့အကြောင်းလိုက်ငင်းခုံမနေတော့ပဲအတင်းရအာရုံကိုလက်ရှိနဲ့အနာဂတ်စီကိုချက်ချင်းပြောင်းလဲပစ်လိုက်ပါပြီ။ဒါကိုဥမာပေးရရင်ကားမောင်းတဲ့အခါနောက်ချီမှန်ကိုပဲတောက်လျှောက်ချီနေတာနဲ့ရှစ်ကလမ်းကိုပဲအာယုံစိုက်ပြီးမောင်းတာ။အဲ့လောက်ကိုကြွားကြသွားတာ။တစ်ဖက်က အမားတွေကိုပဲထောက်ပြနေချိန်မှာနောက်တစ်ဖက်ကတော့အဖေးကိုရှာဖို့ရှစ်ကိုပဲကြည့်နေပါတယ်။ ကောင်းပြီအတွေးခေါ်ပိုင်းကတော့ဟုတ်ပါပဲဒါပဲပဲတကယ်ရောကွင်းထဲမှာအလုတ်ဖြဲလာရလက်တွေကပါကိုပြနေလေကြည်အောင်ဥပမာအနေနဲ့ပြီးခဲ့တဲ့ရာသီက Nottingham Forest နဲ့ Brian and Tiano နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကိုတစ်ချက်ပြန်ကြည့်အောင်ရလက်တွေကတကယ်ကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်ဒါပေမဲ့ဒီရာသီမှာတော့အခြေအနေက လုံးဝပြောင်းပြန်ပဲအဲ့ဒီအသင်းနှစ်သင်းနဲ့ပဲပြန်ကစားခဲ့တဲ့ပွဲတွေမှာလေးမှတ်အထိပြန်ရယူနိုင်ခဲ့တယ် ါဆာယောပိုကကင်းနဲ့တခုထပ်ပေါ်ပါတယ်အသင်းရဲ့တိုးတက်မှုကိုလက်တွေ့ပြရနေတဲ့သက်သေပါပဲဒီလိုအကောင်းမြင်တဲ့စိတ်ဓာတ်ကနိုင်ပွဲတွေမှာတင်တွေ့ရတာမဟုတ်ဘူးယာမိုးရင်ရဲ့နီးပြပေါ်ပါအဆိုးရွားဆုံးရှုံးနေမှုတစ်ခုဖြစ်တဲ့ final ပွဲမှာတောင်သူ့ရဲ့ရှေ့ကိုမျိုးကြည့်တဲ့တွေးခေါ်ကထင်းထင်းရှားရှားပေါ်လွင်နေခဲ့ပါတယ်အဲ့ဒီရှုံးပွဲကတကယ်ကိုထိုးနှက်ချက်ကြီးတစ်ခုပဲဆူဖလာရောချန်ပီယံလိဝင်ခွင့်ပါလက်လွတ်ခဲ့ရတာ ဒါမှမဟုတ်အမွေင်းကတော့အဲ့ဒီရှုံးထဲမှာပဲအတင်းအကျပ်အခွင့်အရေးတစ်ခုကိုမြင်အောင်ကြည့်ခဲ့တယ်။သူ့ရဲ့နီလန်ကရှင်းရှင်းလေးပဲပထမဆုံးရှုံးတာကိုရှုံးတယ်လို့ဝန်ခံလိုက်တယ်။ဒုတိယချက်ကအဲ့ဒီရှုံးကန်နဲ့ဘာခွင့်ရေးရလဲရှာတယ်။ဥပမာပွဲစဉ်နေနေတော့လေးချင်းချင်းပေါ်ရလာတာမျိုးပေါ့။ပြီးတော့နောက်ဆုံးဆင့်ကတော့အဲ့ဒီအာသာချက်ကိုယူသုံးပြီးတော့အနာဂတ်အတွက်ပြင်ဆင်တာပဲ။ဒါအကောင့်မင်ဝါရအသက်သက်မဟုတ်ပဲလက်တွေ့ကြတဲ့မဟာဗျူဟာတစ်ခုပါ။ဒီစကားကသူ့ရဲ့အတွေ့အခေါ်တစ်ခုလုံးရဲ့အနစ်ချိုပဲဗျာ။ အားနည်းချက်တစ်ခုကိုတိုးတက်ဖို့အတွက်လက်နက်တစ်ခုအဖြစ်ပြောင်းလဲအသုံးချတာဒီလိုစင်တက်နဲ့ပဲသူက United အသင်းကိုပြန်လဲတိစောက်နေတာပါတင်းတို့နဲ့အသင်းကလည်းအရှင်ရလာပြီအတွေ့အခေါ်အသက်တင်နဲ့ရှေ့ဆက်နေချိန်မှာပဲတကယ့်ကိုအကြီးမားဆုံးစမ်းတက်မှုတစ်ခုကရှေ့မှာဆောင်ကျူနေပါတယ်ပြိုင်ဘက်ကဘာလို့လဲဆိုတော့ Tottenham အသင်းဟောပါတယ် ပြီးကြရရဒီကသူတို့ကိုယူပါဖိုင်နယ်မှာအနိုင်ယူသွားတဲ့အသင်းပဲ။ဒါကြောင့်ဒီပွဲဟာတနည်းအတွင်းမှာအသင်းဘယ်လောက်တိုးတက်ပြောင်းလဲလာတယ်လဲဆိုတာကိုတိုင်းတာဟုအကောင်းဆုံးစာမတ်တစ်ခုပါပဲ။ဒါကြောင့်နောက်ဆုံးမှာမေးစရာရှိတာကအနာဂတ်ကိုပဲရှေ့ရှုတဲ့အတွေးခေါ်တစ်ခုတည်းနဲ့အတိတ်ကအမာယူဒီအမားဒီကိုတကယ်ပဲကြော်လွားနိုင်ပါမလားဆိုတာပါပဲ။ဒေါ်ဒီဟန်နဲ့ပွဲကအဲ့ဒီမေးခွန်းရဲ့အဖြေကိုပေးပါလိမ့်မယ်။